ဒါကဒီဒုက္ခဝေဒနာဖြစ်လာတဲ့အခါဒီဒုက္ခဝေဒနာကထွောက်ရအောင်သူကကာမဒုက္ခကလွဲလို့ဘာမှမသိတဲ့အတွက်ကြောင့်ကာမဒုက္ခကိုနှံ့ပြီးတော့တန်းတတ်လေ။ဟောဒီစကားလေးကိုဘုံဘောကအောင်းအောင်းနားလည်သေးတယ်။ယောဂာကြီးဆိုဒုက္ခရှိသေးရှင်သူဘာတန်းတာကာမဒုက္ခကိုနှံ့တန်းတာလေ။ဒီချိန်တော့ကသူတသက်သာလေးနေခဲ့တယ်။အောင်းအောင်းမမမြင်ခဲ့တယ် เอ้ยเป็ดตัวอ๋อฮะล่ะอ่ะล่ะอนิจจังหมดเหรอหรอล่ะตาเนาะอนิจจ์สุดาบาบอกล่ะมันเย็นอ่ะเออมันเย็นอ่ะตาตะฉิ่งเนี่ยตื่นแล้วคณะๆตื่นแล้วโอเคอ่ะตูโก้แห่ซ่าหน่อยยอมมั้ยล่ะ เนาะอืมစိတ်စိတ်လေးရတလုံးကြားလေးပဲဒါနော်စိတ်လေးပဲညံလေးထည့်ပြီးသတိလေးကပ်ပြီးတော့အဲ့လိုပဲအကျင့်လေးရအောင်တော့ကမယ်နော်ဒါโอเคဓာတ်ဥခေါ်ပါအောင်ဒါလို့ဒီမလေးဒါသမီးစာဘာမှမလုပ်ဘူးသူကတော့ဒီလိုမျိုးလုပ်ရတာသူရှိတဲ့သူကတော့

still. Mình đang hỏi cháu bà bị xa trên đá đi thì cô chú ý ra Như thế mà nhà đã xa rồi, quá nó xa Anh biết thì anh đi xa đi rồi Đi xa đi rồi, đặt đặt Không mà tiền nhà này cua lại, tất cả nó trốn dưới xuống rồi တို့အသေးစားခေါ်တော့ဘောဆရာဒီကချီးပြီးရှာပါတယ်ဆေးပေးတပါဝါးလိုက်ရဲ့အိပ်ပြောဝါးလိုက်ဘိုးတော့ခေါ်ရတော့ဒီလိုလိုချက်ပွင့်ကြည့်ဤတော့ပထားနေတော့ဘောတော့ပြပြအိပ်ပြောဝါးတော့ဘောတော့အဲ့လိုဖြစ်နေတာဖောက်တော့ဖြစ်သွားတယ်ဘောတော့ဒီဒီတနေတော့ဘောတော့အဲ့ဆရာဝန်ကဘယ်ခေါ်တော့လာပြောပါတယ်သူသူလည်းကိုကြီးဖောက် စစ်ပေါ့နော်စစ်ပြီးတော့ကဲပေါ့နော်အုံတော်များတခုဝေးယူနေလားပေါ့နော်ထပ်မရရပေါ့နော်တကယ်လို့မလိုအပ်တဲ့ဆိုလို့ရှိရင်အရေးပေါ်ပြေပြောဖောက်ပြီးတော့ကြောက်ကဆေးရမယ်ပေါ့နော်မပြောပါဘူးကျမလည်းလက်ခံပါတယ်ဈေးပေါ့နော်ဈေးပေါ့ဖြစ်တာပါတော့တကားတော့ ကျိုးစားနေကြတာပဲဘယ်တော့အခက်အခဲရှိလို့နောက်ဆုံးကြပါမယ်ဒါကတနာတယ်ဒီချင်အပြစ်ပါအပြစ်ပြအောင်လုပ်မှဆိုအပြစ်ပါနော်ဆုံးရမယ်နော်ဒီလိုလေအစီအပေါ်ပြရတော့နော်အမတက်ကြည့်ချင်နေဒီလိုပေါ့နော်ဒီနေ့အပူကြီးပဲမရအောင်ဆိုတော့စေးမှလာပါတော့စေးမှလာ အခုရေရရရကျွန်မတို့ကလေးတို့ဟောစူးစမ်းလုံးပေါ့နော်ဘယ်မှာပဲမှရခက်ခဲရတော့ပေါ့နော်ရှင်းရှင်းပြရပေါ့နော်ဒါမှမဟုတ်တော့ဖြစ်တာမဟုတ်ပေါ့နော်အများလည်းပဲစီးရစီးကပေါ်ပြီးတော့စီးရရဲ့ရှင်းနေပေါ်ပြီးတော့ပြန်ပြီးတော့အများလည်းလုံးဝခုလာတယ်ပေါ့နော်ဘာမှတော့တော့သာသာအကျိုးတွေမကောင်းတော့ဘူး လည်းတော့တခုဖြစ်နှလုံးထိုးတဲ့ခါကျလို့ရှိရင်နှလုံးလေးပါပြန်ထိုးအောင်ရိုက်တဲ့ခါကျလို့ရှိရင်အရိုးကြီးကျိုးမှာပေါ့နော်နှလုံးထိုးတဲ့ခါကျရင်ဘက်ကိုဖိဖိပြီးတော့နှိုးရတာဆိုတော့အရိုးကြီးလည်းပွားနေနေငယ်တဲ့စိတ်တော့လည်းအရိုးကြီးမကောင်းတော့ဆရာကလည်းအများနဲ့ပြောတယ်အဲ့ဒါကြောင့်မို့သူအယိုးကြီးကျိုးပြီးတော့ပြီးလည်းမဖောက်အောင်လည်းလို့မလို့စီချင်းပေါ့နော်အဲ့ဒါလည်းသူလုံးလာလားမလုံးလာလားတတိပြေးလို့မရဘူးပေါ့နော်အဲ့ဒီကြားထဲမှာ တို့ရတော့လည်းဖြစ်ရင်လည်းဖြစ်နိုင်တယ်ပေါ့နော်မဖြစ်ရောဖြစ်ဘောနော်ဆရာကပြောထားတော့ပေါ့စိတ်ကူလည်းပေါ့နော်အခုတော့ခံစားနေရတယ်လို့အများကြီးခံစားနေရမှာဆိုလို့စဉ်းစားနေရတာပေါ့နော်အခုကဒီလိုအခြေအနေရောက်တော့ဘယ်လိုကြီးကြီးကိုညီမကိုညီနေခလေးကိုတော့ကြိုးစားပြီးတော့အခုမှာပေါ့နော်စေယုံကိုလည်းကုညီပေးပါပေါ့နော်ဘယ်လိုနေလဲအဖြစ်ရောစကားပြောဆိုပြီးမှ နေတယ်ဘာသာစပြီးတက်တော့မဖြစ်အခုဆိုလို့ရှိရင်ညနေခင်းပုံတော့ဆီသွားရင်နေလေရစဖြစ်တာဒီလိုပဲတက်တက်စီလာထိုးလိုက်အေးပြောသွားလိုက်ထိုးလိုက်ပြန်တက်လိုက်အဲ့လိုပဲဒုက္ခနေရတယ်အဲ့ဆရာမပြောတဲ့အတိုင်းစီမျိုးစီလက်စီပေါ့နော်ဟန်တော့မဲ့လို့ပေါ့နော်ဆရာဝင်အောင်လားဆိုပြီးတော့ပြောရပေါ့နော် သူ့ဆီအောင်ွယ်အဖွဲ့တွေစီဝေးထိုင်နေပြီပေါ့နော်သူ့ကိုအဲ့လိုဆေးလို့ရှိရင်ပေါ့နော်ခုနပြောတဲ့အတိုင်းလို့ရှိရင်သူခံစားရတဲ့ဝေဒနာတွေနဲ့ပြီးရင်ပတ်ပတ်လန့်နေပေါ့နော်ပင်ကိုပုဂတိပုဂတိအတိုင်းလဲပြန်ကောင်းလာနိုင်မှာမဟုတ်တော့ဘူးပေါ့နော်ဆောင်းရဲ့အဖွဲ့စီကတိုင်နေဆွေးနွေးထားကြပြီပေါ့နော် အဲ့ဒါကြောင့်ဘူးဆေးလို့မဖြစ်တော့ဘူးပေါ့နော်အခုလက်ရှိဖြစ်နေတဲ့အချိန်မှာသူတတ်တာပေါ့တက်ရင်တက်တဲ့ဆေးတက်ရင်ကိတ်တဲ့ဆေးအသက်ရှင်မောရင်အသက်ရှင်မောအောင်ပေါ့နော်ဆေးပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြီးတော့ပဲသူပြန်ဆောက်ချက်မှာရတော့မယ်ပေါ့ပြောလာတယ်ပေါ့နော်အဲ့ကြောင့်ဆရာမမီးလိုက်တယ်သူကဆေးလို့မရတော့ဘူးဆရာမပြောချင်တာလားပေါ့နော်ကိုမလေးအာမနာပါနဲ့ပေါ့နော်ကိုရံကောင်ကမတောင်းအောင်ညောင်းမေးတာပေါ့နော်ဆရာမရတော့ သူကတော့ကိုယ်ဘမာတော့အားဖြစ်အောင်ပေါ့နော်အဲ့လိုကုသရင်ကောင်းမယ်လို့အတွေးနဲ့ပေါ့နော်သုံးအောင်လည်းခုမှသူကတွေ့တယ်နှစ်ပတ်ပဲရှိသေးတယ်ဆိုတော့အဲ့လိုပြောခဲ့မိတယ်ပေါ့နော်ပြောခဲ့မိတဲ့ခါကျတော့မေးဖေးရဲအားတက်သွားတော့ပေါ့စေရင်ကောင်းမှာဆိုတော့အတွေးနဲ့စေရင်လေးပေါက်သွားတော့သူလည်းနားလဲတယ်သူလည်းတောင်းပန်တယ်ပေါ့နော်တကယ်လို့ကဲဆရာဝန်ကြီးတွေပေါ့နည်းနည်းလေးကုလားလေးဒီချိန်ကြီးကြည့်လိုက်တော့သုံးကခုလိုစေးလိုက်တယ် နာဂတ်ကသူ့ဖွယ်စေသူ့တာလာဒီအဲ့လိုပိတ်ခဲ့တာနေနဲ့ပလက်ကိုယ်နဲ့ခံစားနေရတာပဲရှိပြီးတော့အဲ့လိုနဲ့ပဲတဖြည်းဖြည်းသူလည်းအဲ့လိုအတော်မှဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်သူ့ကိုနာကျင်မှုမရှိပဲတတောက်တတာလေးပဲဥတာပြီးတော့တော့ရင်မကောင်းဘူးပါပေါ့နော်အဲ့တော့ဆရာဝန်တို့လည်းခလေးကိုတွေ့လာတာငယ်ငယ်ရဆိုတော့အခုချိန်ကြီးကုလာတယ် မမီးဆုံးပြပေးပါဆိုမတော်ဘူးလေပြောရတာပေါ့နော်မနာတော့စိတ်ကူးတတ်တယ်လို့မဟုတ်အဲ့ဒါကိုသူကလည်းလည်းလူတွေလည်းပြောပြလိုက်ပါနော်အဲ့ဒါကြောင့်မို့တော်တော်လေးကြောက်ကြစီရဲ့ဆိုအမှုခံဟာမလူမခံကြပါနဲ့လို့မတော်လည်းမလူချင်တော့ဘူးသတော်ကြောက်ကစီရဲ့ဆိုအမှုခံလည်းကောင်းပါဘူးဘယ်လိုလဲဆေးရမှာကုရလေးကြောက်ကုညီပေးတဲ့လူတွေလည်း ya tak pula tak apa sih kalau dia lebih dari itu pula macam siapa mama ini masih ada dan lebih dari itu jadi kita pula kalau jadi kita အဲ့တော့အခုလက်ရှိအတူခံထားတဲ့အခြေအနေကြီးကိုကြာတော့ဘယ်လိုစဉ်းစားလဲပေါ့အခုလက်ရှိအတူရမီဖြူပေးတဲ့လူတွေတော့ ဒီမှာဝင်မှတ်တော်ရရတယ်ပေါ့နော်ဒီပြီးတော့ဆက်လာဘယ်လိုလုပ်ပြီးအခြေအနေပေါ့နော်တကယ်လို့တကယ်လို့ရတယ်လားတကယ်လို့ပြန်လို့အဲ့ဒါဆိုရင်လည်းတော့ဒါတော့ပြန်ပြီးမှာပေါ့နော်ကျွန်တော်တို့သာတော့မစိပြေတော့ဖြစ်တဲ့အတွက်ကြောင့်ပေါ့။ comment လေးညည်းတော့ပြေးပြပါတော့။ဘာလို့လဲဆောက်ကြည့်ချင်းနေတယ်ကြည့်တော့မှဖြစ်ဘူး။သူတို့ညည်းခေါ်လာတော့။ညည်းခေါ်လို့ ကိုဘာလို့မလုပ်လို့ချင်းနေဘာမနာလို့နေဆေးဝါမထားချင်းနေဘာဘာလို့လဲတကူပြစ်လို့ရှိဘာမှမလုပ်တတ်ဘူးလေဆေးဝါမှာကုန်ကြေးကုန်ပြီပေါ့နော်ဆက်ထားမယ်အဲ့ဒါလေအဲ့ညမှာအကူညီပေးဖို့နှလုံးသွင်းနေဖို့ပြောလိုက်ပါဦးတကယ်လို့ဘာလို့မလားအကြောင်းဆက်ထားပဲပေါ့နော်ဆေးဝါမှာကျောက်ကမဆေးပြေလို့ဆက်ထားတဲ့နေရဲ့အတ္တရာမှာလူဝတာလေးသာသာတော့တော့ရရဲဆိုရင်လေကောမရီးခဲ့ပြီပါတော့ tham có đoàn cảnh sát này nó ta sao bây giờ đi thể đi tao đi mỗi bây giờ đi thể Đi thế? à, cả di sini. Ah, aku bawa kerongkanya. Tak jauh mana dah? Kurang. Kurang. Tapi tinggi hebat, bari, bari macam ni. nào? nak? Ừ. Bila. สี่เหลี่ยมอืมแหวนเหลี่ยมพี่เหรอขนาดที่วินาทีไดียวเหรอวินก็บรรลุผ่านกูจะวินาก็ไม่รู้ผ่านของกูเล ဝေဒနာကခန္ဓာတစ်ခုပဲဝေဒနာခန္ဓာလေးเนาะသူကအနေဆာလားမမြဲဘူးလားမြဲလားမမြဲဘူးအော်ဒီလူညာရဲ့ခန္ဓာပါလို့ကမယ်ဟဲ့ဒီကိုဟိုစစ်ကိုရဟောင်းပါတော့โอเคဒါလေးကျမ်းပါပါတယ်เนาะ ဒီမှာဘုရားပတ်ဒီကတဲ့တော်ရေကတဲ့နော်အဲ့ဒါတော်လေးတွေ့ပြီပဲနော်တာရိခွန်တော့အဲ့ဒါ ူတော်ရှင်သူတော်ကောင်းများရဲ့မေတ္တာကိုခံယူပါတယ်သေသာနောင်တော်ကမေတ္တာတရားကိုခံယူပါတယ်တောင်းတာတော့သောင်းနေမြင့်ကြီးနေတကွလောကဘာလာနေမြင့်ကြီးလေးပါတို့ရဲ့အကူကြီးအဆောင်ရှောက်အပါအဝင်အရိယာသူတော်ရှင်သူတော်ကောင်းတို့ဤပြီးပြီးတော့များနဲ့မေတ္တာတည်းကိုခံယူလျက်ပါ ဘဝတန်တရာကလွတ်မြောက်တဲ့နိဗ္ဗာန်ဆိုဒီမှာကိလေသာဆိုတဲ့လိုချင်တဲ့အကန့်ဖြည့်စည်ဖြစ်ကံဆိုတဲ့အကျိုးထုတ်လုပ်နေတဲ့တရားတွေအားလုံးကိုရုပ်သိမ်းဖြစ်လိုက်မှာဝိပါကဆိုတဲ့အကျိုးတရားတွေဘယ်တော့မှမလာတော့ဘူးစီလဲခံသွားမယ်မိစာလဲကုံသွားမယ်စီခံမိစာကုံသွားလို့ရှိရင်မိတော့ကလေးငြိမ့်သွားတယ်လို့တန်တရာထဲမှာခန္ဓာဆိုတာတွေငြိမ့်သွားပြီ ငြိမ့်တက်ကိုရမယ်ဆိုရင်ဒီစနစ်ကိုမြတ်စွာဘုရားဆုံးမဟောအဲ့တော့ဒီစနစ်ကြီးဟာခနေ့ခေတ်မှာဆိုလို့ရှိရင်လုံးဝဖြတ်သိမ်းရေးဆိုတဲ့စနစ်မျိုးဖြစ်ပါတယ်လုံးဝဖြတ်သိမ်းရေးတန်တရာထဲမှာကောင်းစားရေးဆိုတာမဟုတ်ပဲနဲ့နိဗ္ဗာန်ဆိုဒီမှာလုံးဝဖြတ်သိမ်းရေးဆိုတဲ့ဟာဖြစ်သည့်အတွက်ဘဝမှာပျော်လင့်မျော်လင့်နေကြတဲ့ပုဂ္ဂိုလ် ဘဝရဲ့ဒုက္ခတွေကိုခံစားလို့အားမရကြတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလုံးဝဖြတ်သိမ်းရေးဆိုတဲ့နိဗ္ဗာန်ဆိုတာမျိုးလိုချင်မှုမရှိကြဘူးပေါ့မလိုချင်ကြဘူးမလိုချင်တာဟာဘာကြောင့်မလိုချင်ကြသလဲလို့ဆိုလို့ရှိရင်ဖြစ်နေတာကိုကြိုက်နေတဲ့ဘဝတဏှာကြောင့်ပဲဖြစ်တယ်ပေါ့ဒါကြောင့်ဘဝတဏှာကိုပယ်လိုက်တာနဲ့တည်းတည်းနဲ့ဖြစ်နေတာနဲ့ မဖြစ်တာဘယ်ဟာကိုခြေနှက်တယ်လဲဆိုမဖြစ်တာကိုခြေနှက်သွား